ဲ့အောက်ထဲကလို့ဝက်နျူကလ িয়ার စစ်ဆင်ရေးအနာဂတ်ကာလတခုမှာတရုတ်ရေတပ်ဟာအရေးကြီးတဲ့ကြားဖြတ်သတင်းတစ်ခုကိုလက်ခံရရှိခဲ့တယ်။သတင်းအရခေရှေပြည်ရင်ငုတ်တင်ပေါ်တဲ့စင်းကတရုတ်နိုင်ငံရဲ့အရှိတောင်ဘက်ကန်ယူတန်းမျိုးတွေကိုပြစ်မှတ်ထားပြီးလို့ဝက်စစ်ဆင်ရေးတွေလှုပ်ဆောင်မယ်ဆိုတဲ့သတင်းကိုရရှိခဲ့တာဖြစ်တယ်။အဲ့ဒီအခြေအနေကိုတုံ့ပြန်ဖို့အတွက်တရုတ်နိုင်ငံရဲ့နောက်ဆုံးပေါ်ရင်ငုတ်တင်ပေါ်အမှတ်ဖြစ်တဲ့လုံချင်းတင်ပေါ်ကိုဆီလုပ်ပြီးအထူးတပ်ဖွဲ့ဝင်တွေနဲ့စစ်ဆင်ရေးအတူတူလှုပ်ဆောင်ဖို့ညွှန်ကြားလိုက်တဲ့အခါမှာဘာတွေဆက်ဖြစ်မလဲဆိုတာကျွန်တော်နဲ့အတူတူအဆုံးထိကြည့်ရှုလိုက်ကြရအောင်ခင်ဗျာ။ ဒါဆိုရင်အရင်ဆုံးအခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဇလံကောင်းကောင်းလေးတွေကိုရွေးချယ်တင်ဆက်ပေးသွားမယ်ကျွန်တော်တို့ရဲ့ Medical Movie Cut Channel လေးကို Live Subscribe လေးလုပ်ပေးသွားကြဖို့လည်းမမေ့ပါနဲ့ဦးနော်ဇလံလေးအစမှာတော့ပင်လယ်ပြင်မှာလှုပ်ရှားနေတဲ့တီးတန့်စီပွားရေး area တခုကိုတွေ့မြင်ရမှာပါပင်လယ်ပြင်မှာတီးချခြေကိုယူလာပြီးစနစ်တကျအတင်းချလှုပ်ရှားနေတာကြောင့်ရေလုံသားတွေလည်းစီကံတကျဆောင်ရွက်နေတာဖြစ်ပါတယ်ဖြစ်ချင်းတော့လုပ်ငန်းပိုင်းဆိုင်ရာအားကောင်းတာနဲ့ဒီပိုင်းနဲ့မထင်မထားပဲစူပါတိုင်ဖွန်းမုန်တိုင်းရီထရုတ်တရက်ဝင်ရောက်တိုက်ခတ်လာပြီးအားလုံးကိုမွေးနောက်ဖျက်ဆီးသွားပါတော့တယ် ဖြစ်ချင်သောမုံတိုင်းကတခဏအတွင်းမှာမွေနောက်ဖြည့်စည်သွားတာကြောင့်ကုန်းပေါ်မှာထားထားတဲ့ပစ္စည်းတွေအားလုံးပျက်စီးသွားသလိုပင်လယ်ရေရောက်လိုင်းတွေလည်းအားလုံးပျက်စီးသွားပါတော့တယ်ပျက်စီးတဲ့အရေးအတွက်ကများတာကြောင့်တာဝန်ရှိလူသားတွေကိုပင်လယ်အောက်မှာပျက်စီးသွားတာကိုစစ်ဆေးဖို့ဆေးလုပ်လိုက်ပါတော့တယ်ရေလုံသားတွေလည်းသွားစစ်ဆေးရောပင်လယ်ရေရောက်ကဆက်အလဲကောင်းမှာဆက်တစ်ခုခုကြားညက်နေတာကိုတွေ့လိုက်ရတယ်ကြည့်လိုက်တော့မုံတိုင်းကြောင့်တခြားကဘာကနေကျလာတဲ့ရေရင်ရစည်းဖြစ်မယ်လို့အားလုံးကယူဆလိုက်ကြတယ်အဲ့ဒါနဲ့ချက်ချင်းပဲအပေါ်ကတာဝန်ရှိသူတွေကိုအကြောင်းကြားဖို့ပြင်ဆင်ကြပါတော့တယ် ဒီကိစ္စကပေါ်လို့မရတဲ့ကိစ္စဖြစ်တာကြောင့်တခုခုဖြစ်သွားရင်အားလုံးပျက်စီးသွားမှာဆိုတာကြောင့်ချက်ချင်းအကြောင်းကြားပါတော့တယ်ဖြစ်ချင်တော့မုံတိုင်းကလည်းအရှိန်လျှော့သွားတာကြောင့်ဘေးအန္တရာယ်ကင်းတဲ့အနေအထားကိုရောက်သွားတာကြောင့်အားလုံးလည်းစိတ်အေးသွားခဲ့ပါတယ်ဒါပေမဲ့ရေအောက်မှာတွေ့ခဲ့တဲ့ထူးဆန်းတဲ့အရာလေးကိုမြင်ပြီးရေလုံသားတွေကတော့ဘာမှသိချာမသိလို့စိတ်ဝင်စားနေကြပါတယ်ခဏနေတော့ထူးခြားတဲ့အတန်ကြီးပေါ်လာပြီးတင်းမုတ်ကိုဝင်စည်းပါတော့တယ်ကြည့်လိုက်တော့တခြားခြေစားတက်သားတွေတင်းမုတ်ရောက်လာပြီးထင်းချုပ်ရေးစကန်ကိုထင်းချုပ်လိုက်ပါတော့တယ်လုံသားတွေအားလုံးလည်းလန်သွားပြီးရုတ်တရက်ဆိုတော့သူတို့ခိုင်းတဲ့အတိုင်းသား လိုက်လုံနေခဲ့တယ်။ဝင်စည်းတဲ့ကျေးစားတပ်သားတွေကလည်းအားလုံးကိုဝစ်နေဖို့ဒဇာကန်အဖြစ်ဖမ်းဆီးတော့မှဖြစ်တာကြောင့်အားလုံးတနေရာထဲမှာစူးစီးကြဖို့အမိန့်ပေးလိုက်ပါတော့တယ်။အဲ့ဒရင်ကတရုတ်နိုင်ငံတဝမ်းကိုပြန်နှံ့သွားပြီးရေလုံသားတွေအဖမ်းခံရမှာစိုးတာကြောင့်တပ်ဆိုင်ရာအာဏာပိုင်တွေကလည်းအချင်းချင်းဆက်သွယ်စုံစမ်းကြပါတော့တယ်။အရင်ဆုံးဝင်စည်းတဲ့စစ်သားတွေကထိန်းချုပ်ရေးစခန်းတွေကိုဝင်သွားပြီးဖောက်ခွဲရေးပစ္စည်းတွေကိုတက်ဆင်ကပင်မစခန်းကြီးကိုဖောက်ခွဲပစ်လိုက်ပါတော့တယ်။ဖောက်ခွဲပြီးတော့အလုံးလုံးနေတဲ့ရေလုံသားတွေအားလုံးကိုလည်းဒူးထောက်လက်မြောက်ဖို့အမိန့်ပေးလိုက်ပါတော့တယ်။ ခဏနေတော့စီးနှင်းသူတွေကသင်းမောအပေါ်အောက်အလုံးကိုတေရှာနှက်အောင်ရှာပွေးပြီးပင်လေရေအောက်အဓိကလိုင်းနဲ့ချိတ်ဆက်ဖို့ကြိုးစားပါတော့တယ်။နှက်အောင်ရှာနေကြရင်သင်းမောအောက်ခြေလဲရောက်ရောလိုချင်နေတဲ့ဆက်ကိုတွေးလိုက်ရတာကြောင့်တေချာချိတ်ဆက်ပြီးတစ်ဖက်ကိုသတင်းပို့ပါတော့တယ်။ဖြစ်ချင်တော့တရုတ်စစ်သင်းမောကရိတ်မိသွားတာကြောင့်ချက်ချင်းပဲတခြားစစ်သင်းမောတွေကိုဆက်သွဲပြီးဝင်ရောက်စီးနှင်းခံထားရတဲ့သင်းမောနဲ့အချိတ်ဆက်ရဖို့ကြိုးစားပါတော့တယ်။တဖက်တင်းမော့ကလည်းအပေါ်ပိုင်းမှာလှုပ်ရှားနေတာကြောင့်လုံးဝဆက်သွဲဖို့အဆင်မပြေခဲ့ပါဘူး။တခြားအကူအညီပေးနိုင်တဲ့စစ်တင်းမော့တွေကိုဆက်သွဲပြီ မြန်မြန်အကူအညီပေးနိုင်ဖို့အမြန်ဆုံးလှုံ့ဆော်ကြပါတော့တယ်။တရုတ်စစ်တပ်လည်းချိတ်ဆက်လို့မရတာကြောင့်ချက်ချင်းတစ်ဖက်သင်းမောက်ကိုတိုက်ဖို့ပြင်ဆင်ပါတော့တယ်။တရုတ်စစ်တပ်ကတိုက်ဖို့ရဟတ်ရင်လွတ်လိုက်တာကြောင့်တဖက်စစ်သားတွေကလည်းသူတို့ဘက်ကိုလမ်းအကြောင်းကြားပြီးသတင်းပို့ခဲ့တယ်။တိုက်ဆိုင်မှုတွေမလုပ်ခင်သူတို့နှီးပညာလုပ်သားတွေလိုအပ်တဲ့ချိတ်ဆက်မှုတွေရဖို့အမြန်ဆုံးရအောင်ဆောင်ရွက်နေကြပါတော့တယ်။ခဏနေတော့ပင်မချိတ်ဆက်ရေးနှီးပညာတွေကိုခိုးယူနေတဲ့တပ်သားတွေကအချက်အလက်တွေရဖို့40ရာခိုင်နှုန်းလောက်လိုနေတာမလို့တဖက်ကိုသွားပြီးအချိန်ဆွဲထားဖို့တတိပေးခဲ့တယ်။ ။ဒါကြောင့်စီးနင်းသူတွေကလည်းတစ်ဖက်တစ်သားတွေဝင်လာရင်ခိုးယူနေတာတွေကအလကားဖြစ်သွားမှာကြောင့်တိုက်ခိုက်ဖို့ချက်ချင်းထွက်သွားပါတော့တယ်။လက်နက်တွေကြီးတွေအပြည့်ဖြည့်ပြီးတစ်ဖက်ကရန်သူတွေကိုတိုက်ခိုက်ဖို့အသင့်နေရာယူထားကြပါတော့တယ်။အဲ့ချိန်တရုတ်ရဲဟရင်ကလည်းတိတ်ကိုနီးကပ်လာပြီးရန်သူအနေထားကိုစောက်ကြည့်လေ့လာနေပါတော့တယ်။ရန်သူတွေကနှီးပညာတွေခိုးယူနေတဲ့အပြင်လုံသားတွေကိုလည်းတစားကန်အဖြစ်ဖမ်းယူထားပြီးစင်မြစ်ပေါ်မှာနေရာယူဖို့လုပ်နေတာကြောင့်စောက်ကြည့်နေပါတော့တယ်။တရုတ်လေတပ်သားတွေလည်းရန်သူတွေမမြင်နိုင်အောင်ကြိုးတွေဆွဲပြန့်ကတင်းမော်တဲကိုဝင်လာပါတော့တယ်။ ချင်းကဲဝင်ရောက်လာပုံကပြည့်ရလွန်လာကြောင်းတဖက်ရန်သူကသတိမထားမိခဲ့ပါဘူးစင်မြင့်ပေါ်တတ်သွားတော့လေလုံသားတွေကိုတစားကန်ဖြစ်ဖမ်းဆီးတာပြီးဘေးနားမှာကင်းလဲနေတာကြောင့်လှုပ်ရှားဖို့ပြင်ဆင်ပါတော့တယ်ဒီလိုနဲ့တရုတ်လီတပ်သားတွေရန်သူအခြေအနေကိုကင်းလဲစောက်ကြည့်နေတော့တဖက်အခြေအနေကဟန်နာကြောင့်ချက်ချင်းဝင်တိုက်ဖို့လုပ်ပါတော့တယ်တဖက်ကလည်းချက်ချင်းပဲတုတ်ဆိုင်မနေတော့ပဲတပ်သားအင်အားတွေအကုန်စုပြီးတိုက်ခိုက်ပါတော့တယ်နှစ်ဖက်လုံးကလည်းတိုက်ရိုက်ခိုက်ကောင်းနေတာကြောင့်သူနိုင်ကိုနိုင်အပြန်ချနေကြပါတော့တယ် တရုတ်ရေတပ်သားတွေကရန်သူတွေကိုလည်းတိုက်ခိုက်ရသလိုဒဇာကန်ဖြစ်အဖမ်းခံရတဲ့ရေတပ်သားတွေကိုလည်းစောင့်ကြည့်နေကြရတယ်သူတို့တိုက်ခိုက်နေရင်ရေလုတ်သားတွေထိခိုက်ဒဏ်ရာရသွားမှာကြောင့်တေချာတတိသားတိုက်ခိုက်နေတာဖြစ်ပါတယ်ခဏနေခြေစားတပ်သားတွေကအင်အားလည်းမနိုင်တော့တာကြောင့်ချက်ချင်းတက်ဆုပ်ဖို့လုပ်ပါတော့တယ်တက်ဆုပ်ဖို့လုပ်နေရင်တရုတ်လေတပ်ကတကောင်းမှမရှင်းတန်းတန်းအောင်ချောင်းပြီးပစ်ပါတော့တယ်ခြေစားတပ်သားတွေကလည်းစုတ်ခွာရလည်းမထူပါဘူးဆိုပြီးတင်းမောပင်မအတိကအသက်သွေးကြောနှီးပညာကြီးကိုဖျက်ဆီးဖောက်ခွဲကထွက်ပြေးသွားခဲ့ကြပါတော့တယ် ဖြစ်ချင်တော့ရေရင်သိမောပြစ်မှတ်ကိုလည်းဖောက်ခွဲလိုက်တာကြောင့်အားလုံးကစိုးရင်စရာဖြစ်ခဲ့တယ်။ကျေးစားတသားတွေကတော့ဖောက်ခွဲလို့လည်းပြီးရောချက်ချင်းရေအောက်ထဲကိုဆင်းသွားပြီးပင်လေရေအောက်ထဲမှာစောင့်နေတဲ့ရေရင်ပေါ်တက်လာပါတော့တယ်။ဒါကိုတရုတ်စစ်သားကတီးသွားပြီးချက်ချင်းအတန်လိုက်လမ်းကြောင်းနေဖွင့်ပြီးကျေးစားတသားအသွာလာကိုစောက်ကြည့်ပါတော့တယ်။အဲဒါနဲ့တရုတ်ရေရင်လဲတော်ဗီဒိုတွေလွတ်ပြီးရန်သူတဲယူပို့ဆောင်ရေးရေရင်တွေကိုတိုက်ခိုက်ဖို့ချိန်ပါတော့တယ်။တစ်ဖက်ရန်သူကလည်းရိမ့်မိသွားတာကြောင့်ချက်ချင်းတိမ်းရှောင်ပါတော့တယ်။ ဒါပေမဲ့လည်းတစ်ဖက်အင်အားပြင်းတော်ဗီဒိုတွေဝင်လာတာကြောင့်ထိမှန်သွားပြီးပျက်စီးသွားပါတော့တယ်။တရုတ်ရေတလဲချက်ချင်းလိုက်သွားပြီးပျက်စီးထိခိုက်သွားတဲ့အမေရိကန်တဲဖို့တင်းမော်လေးကိုသွားကြည့်ဖို့ထွက်လာပါတော့တယ်။စစ်ကြည့်လိုက်တော့ထိမှန်သွားတဲ့အမေရိကန်တင်းမော်မဟုတ်တာကြောင့်ချက်ချင်းတော်ဗီဒိုကိုလှုပ်ပြီးထတ်တိုက်ဖို့ပြင်ပါတော့တယ်။အတန်လိုင်းနေလဲချက်ပြီးအစုံအစုံတစားစီပျက်စီးအောင်တိုက်ခိုက်ဖို့လုပ်ပါတော့တယ်။အဲ့ဒါနဲ့ကပရင်ကလည်းချက်ချင်းတော်ဗီဒိုတွေကိုထတ်လွတ်ပြီးစက္ကန့်150အတွင်းရေငုပ်တင်းမော်ကိုအမြင့်ပြက်ချိန်မုံ့ဖို့ပြင်ပါတော့တယ်။တော်ဗီဒိုတွေ ်ရင်ငုတ်တင်မောလဲပပက်လဲဝိုင်းထားပြီးတခါတည်းအမှုတ်ကျိဖို့အာကျိုးမန်တက်ပြစ်မှတ်ကိုချိန်မာတော့တယ်ကပရင်ကလည်းရန်သူပြစ်မှတ်ကိုကြည့်ပြီးသေချာထိမှန်အောင်ချိန်နေပေမဲ့ရန်သူကအတမ်းမဲ့စုံလေးကိုပျောက်ကွယ်သွားပါတော့တယ်ကပရင်လည်းရန်သူထွက်ပြေးသွားတာကြောင့်တော်ဗီဒိုရီအလကားဖြစ်သွားတာကြောင့်လဲစိန်ညစ်နေခဲ့တယ်ရန်သူတွေကအတန်တိတ်ချေရဖျောက်သွားတာကြောင့်ကပရင်လည်းငုတ်တုံပေးသွားခဲ့တယ်အဲ့ဒါနဲ့ကပရင်ကလက်မလျှော်ပါဘူးနောက်ထပ်ဒီဂရီအနေငယ်တိန်းဆောင်းလိုက်ပြီးအရှိန်မြင့်ကထွက်ပြေးသွားတဲ့ရန်သူတွေနောက်ကိုလိုက်ဖို့ပြင်ပါတော့တယ်။တစ်ဖက်ပြေးသွားတဲ့ရေရင်ဘက်ကမီးတောင်လျှော်ရီရှိတာကြောင့် စစ်တပ်လည်းရန်သူကိုတိုက်ခိုက်ဖို့သေချာအစီအစဉ်ပြန်ဆွဲပါတော့တယ်နောက်တစ်ခါတော်ဗီဒိုတွေထပ်ပြီးမဆုံးရှုံးစေချင်တာကြောင့်ဒီတစ်ခါပြင်မှတ်သေးချာသွားအောင်အစီအစဉ်ချတိုက်ခိုက်ဖို့လုပ်ပါတော့တယ်ဖြစ်ချင်တော့ကပတိန်ကထောက်လန်းနေတော့ရင်ကိုတင်းမောသွားနေတဲ့ပြင်မှတ်နေရာကစူညံတန်တွေအရန်ကျနေတာကြောင့်ပြင်မှတ်နေရာကိုမထောက်လန်းနိုင်ခဲ့ပါဘူးသေချာနားတော်ပြီးစူညံတန်တွေကိုဝေခွဲတော့မှပြင်မှတ်နေရာကိုအတိအကျထောက်လန်းနိုင်ပြီးပြစ်ဖို့တေချာချိန်မာတော့တယ်ပြစ်မှတ်ကအနေပိုင်းကိုရောက်နေတာကြောင့်လေစူညံတန်တွေကိုတေချာချိန်နှုံးမှတ်ပြီးပြစ်ဖို့ချိန်မာတော့တယ် ခဏနေတော့ပြစ်မှတ်တီနေရကိုခြေရခံပြီးသွားတာကြောင့်ပြစ်ဖို့အထက်လူကြီးကိုမေးပါတော့တယ်အထက်လူကြီးကလည်းတစ်ကိုပြစ်လိုက်လို့ပြောတာကြောင့်ပြစ်မှတ်ကလွဲသွားပါတော့တယ်တဖက်ရန်သူ စကန်းကလည်းပြစ်မှတ်ကတောက်လျှောက်လိုက်ပြစ်နေတာကြောင့်ရှောင်ခွင်းရမယ့်နီလန့်ကိုမေးပါတော့တယ်တဖက်ကလည်းရှိတဲ့လက်နက်ပစ္စည်းတွေကိုထုတ်ပြီးလိုက်လာတဲ့ပြစ်မှတ်ကိုဖျောက်ကာပေါက်ကွဲဖို့ပြင်ဆင်ပါတော့တယ်ဖြစ်ချင်တော့တဖက်ကပြစ်လို့ပေါက်ကွဲလိုက်တာကြောင့်ပင်လေရေအောက်မီးတောင်ပေါက်ကွဲသွားပြီးချော်ရည်တွေထွက်လာပါတော့တယ်ချော်ရည်တွေထွက်လာပြီးစူညံတန်းတွေပွက်လို့ရိုက်နေတာကြောင့်ရန်သူပြစ်မှတ်ကိုခြေရမခံနိုင်တော့ပါဘူး ဒီသတင်းကတရုတ်ရေတပ်အတွင်းမှာတိတ်ကိုလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့တယ်။တစ်ဖက်တိုင်းပြည်ကကြေးစားစစ်သားတွေကိုငှားပြီးတရုတ်ရေရင်တွေကိုကျူးကျော်ကိုင်းနေကျူးကျော်ပြီးဤပညာတွေတင်မောဘောကပင်မသွေးကြောအချက်လက်တွေကိုခိုးယူတယ်။ဒီကောင်တွေကိုဒီတိုင်းထားလို့မဖြစ်တော့ဘူး။တနည်းနည်းနဲ့ချိန်မုံတိုက်ခိုက်ရတော့မယ်လို့ပြောခဲ့တယ်။အဲ့ဒါနဲ့ရေတပ်ဦးစီးချုပ်ကလည်းမင်းတို့ဘာဆက်လုပ်လိုက်လဲမေးတော့ကျွန်တော်တို့တော်ပီဒိုတွေကိုလှုပ်ပြီးတိုက်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့တစ်ဖက်ကအတင်းအဆောင်ကောင်းတာကြောင့်ရန်သူပြစ်မှတ်ကိုလွဲသွားခဲ့ပြီးပင်လေရေအောက်မီးတောင်ရှော်ပြီးပောက်ကွဲသွားတယ်လို့ဖြေခဲ့တယ်။အဲ့ဒါနဲ့ဦးစီးချုပ်ကလည်း တိုက်ခိုက်ခံရတဲ့လန်ရှားတင်းမော့ရောဘာဖြစ်သွားလဲဆိုပြီးမိတော့တင်းမော့ကတော့ဘာမှဆိုးဆိုးရွားပျက်စီးသွားတာမျိုးမရှိပါဘူးဒါပေမဲ့ဤပညာတွေတော့ဖျက်ဆီးခံလိုက်ရတယ်ရေလုံသားတချို့လည်းတန်ရရသွားတယ်လို့ပြောခဲ့တယ်အဲဒါကြောင့်တရုတ်ရေတပ်ကလည်းတပ်သားတွေကိုအရင်ကထက်ဖိအားပေးကလေ့ကျင့်မှုတွေအဆင့်မြင့်မာတော့တယ်ဖြစ်ချင်တော့တရုတ်မှာရှိတဲ့ဆိုနာနဲ့ကိုပြောက်ဤပညာတွေကအရင်ကားတောင်ပိုပြီးအဆင့်မြင့်လာတာကြောင့်တန်နေဘကခိုးယူခြင်းသူတွေကတိတ်ကိုများပြနေတာဖြစ်တယ်ခဏနေတော့တိုက်ပွဲအတွင်းမှာဝင်ခဲ့တဲ့ကပတိန်ကမတင်ငါစရာတွေတွေ့တာကြောင့် နားလေတကြွန်းသူတွေကိုသွားမိခဲ့တယ်။ဒီကျေးစားတိုက်ခိုက်ရေးသမားတွေကစူညံတန်းတွေတစ်ဖက်ကမဖမ်းဆားနိုင်အောင်လှည့်စားနှီးပညာတွေကိုအသုံးပြုတာတွေလို့ပြောတယ်။ဒါကြောင့်တစ်ဖက်ကပြစ်မှတ်ကိုသေချာမသိနိုင်အောင် 3D နှီးပညာတွေကိုအသုံးချပြီးလှည့်စားထားတာလို့ပြောခဲ့တယ်။ကပရင်လည်းသူဒီတစ်ခေါက်တိုက်ပွဲမှာလှည့်စားခံလိုက်ရတာကြောင့်စိတ်တွေတုန်နေခဲ့တယ်။နောက်တစ်ခါအခုလိုမျိုးထပ်ပြီးမခံရအောင်ဂျိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့မအိပ်မနေစူးစမ်းနေပါတော့တယ်။ဒီလိုနဲ့ရေတသားတွေကလည်းအထက်ကအတင်းဖိအားပေးတာတွေကြောင့်အရင်လိုတိတ်လွတ်လွတ်လပ်လပ်မနေထိုင်ရတော့ပဲ။ ပို့ပြီးရုံးကန်လှုပ်ရှားရပါတော့တယ်။လေကျင်းမှုတွေကိုလည်းခါတိုင်းတက်နှစ်ဆတိုးလေးကျင်ပြီးတစ်ဖက်ကတိုက်ခိုက်လာရင်အကောင်းဆုံးတိုက်ခိုက်နိုင်အောင်ကြိုးစားလေ့ကျင့်နေကြပါတော့တယ်။တနေ့တော်ပီဒိုလျက်ကူးပစ္စည်းလုပ်ဖို့အတွက်အထူးရေတပ်သားတွေရောက်လာခဲ့တယ်။တပ်ဖွဲ့ဝင်73ယောက်နဲ့အတူအစစ်မြစ်စစ်စင်ရေးတွေဆောင်ရွက်ဖို့အတွက်ဗိုလ်မှူးကြီးစီအစီရင်ခံစာလာခဲ့တယ်။ဗိုလ်မှူးလည်းလက်ရှိတော်ပီဒိုစစ်စင်ရေးဆောင်ရွက်တော့မှာမလို့တပ်သားတွေအထူးပါဝင်ဆောင်ရွက်ဖို့တိုက်တွန်းခဲ့တယ်။တော်ပီဒိုတောက်လုတ်တက်စင်တဲ့နေရာကထင်သာတာထက်တောင်အစစ်မြစ်ပြီးခံနာနေတာကြောင့်အထူးတပ်သားတွေသဘောကျနေခဲ့တယ်။ ဇခန်းထဲမှာလည်းကပရိန်တို့ကအလုပ်တွေရှုံနေကြပြီးညအိမ်မရတဲ့ရပ်ပေါင်းများစွာများနေခဲ့ပါပြီ။တညာလုံးမအိတ်ကြပဲတော်ဘီတို့အားနေချက်တွေရှာနေတာကြောင့်နေ့စဉ်ရက်ဆက်ပင်ပန်းနေခဲ့ကြပါပြီ။ညစဉ်တိုင်းလူရှိတိတ်တဲ့အချိန်ဆိုအားနေချက်တွေရှာလိုအပ်တာတွေနားတောင်ရင်အချိန်တွေကုန်ခဲ့ကြပါတော့တယ်။ခဏနေတော့ကပရိန်တို့ဇခန်းလေးကိုအထူးရေတပ်သားတွေရောက်လာပါတော့တယ်။သူတို့ကလှုပ်လှုပ်ရှားရှားတက်တက်ကြွကြွသမားတွေဖြစ်တာကြောင့်စခန်းလေးကလူတွေနဲ့တော့အနှဲငယ်ကွာရှားပါတယ်စခန်းလေးကလူတွေကဖီးအားများတဲ့အပြင်ခဏခဏရဲရဲဆက်ဆက်မောင်းငန်ရတာကြောင့် ဗျာများနေကြတာလည်းဖြစ်တယ်ခဏနေကပ္ပတင်ရောက်လာပြီးမကြသေးခင်ကအထူးထုတ်လုပ်ထားတဲ့လျက်ကူးတော်ပီဒိုကိုစမ်းတက်ဖို့ပြင်ဆင်မှာတော့တယ်ငွေကုန်ကြေးကြများစွာကုန်ကြခံပြီးတိဆောက်ထားတာကြောင့်ကပ္ပတင်တို့ကအများကြီးလဲမျောလင့်ထားတာဖြစ်တယ်ချက်ချင်းစမ်းတက်ဖို့လုပ်နေတော့တော်ပီဒိုကိုအရှင်မြင့်ဆိုနာကိုလည်းတခါရေရေချင်းကိုက်ကိုက်စမ်းတက်ပါတော့တယ်စမ်းတက်နေတော့ရေအောက်တဲကနေအစင်းမြင့်နီးပညာတွေတုံးပြီးတော့ထုတ်လုပ်ထားတဲ့တော်ပီဒို ထွက်လာပါတော့တယ်ခဏနေအထက်ကစာကြလာတာကြောင့်ကပ္ပတင်ကရေးပေါ်အစည်းအဝေးလုပ်ပါတော့တယ်မကြခင်ရပိုင်းအတွင်းမှာ ရှံရွှဲရင်ကိုတင်မောနောက်ကိုလိုက်ပြီးလှုပ်ဝက်စစ်စီရေလှုပ်ရမယ်ဖြစ်ချင်တော့အဲ့ရင်ကိုတင်မောနောက်ကိုလိုက်ဖို့ကရေလမ်းကြောင်းကနှစ်ကြောင်းပဲရှိတာသွားလာဖို့လဲခက်သလိုအချိန်လဲထင်ထားတာထက်တော့ပိုပြီးပေးရမှာကြောင့်ကပရင်ကောင်းစားနေခဲ့တယ်အဲ့ဒါနဲ့ဗိုလ်မှူးတယောက်ကလည်းကပရင်အဲ့ဒါကြီးကမလွယ်ကူဘူးဘာလို့လဲဆိုလှုပ်ဝက်စစ်စီရေကခက်ခဲသလိုပြီးတော့ရင်ကိုတင်မောနောက်ကိုလိုက်ဖို့အမဲလိုက်ထောက်လန်းနိုင်စွမ်းကလည်းသိဖို့လိုတယ်ဒါတွေကိုသိနိုင်ဖို့ကတိတ်ကိုအားကောင်းတဲ့အနံ့ခံစွမ်းရည်ရှိမှလို့ပြောခဲ့တယ်ခဏနေတော့ကပရင်လဲဒါဆိုငါတို့အခုဆန်းတက်နေတဲ့ အစင်မြေလျက်ကူးပစ္စည်းတန်လိုက်စွမ်းအားကိုမြေပြင်မှာချက်ချင်းစမ်းသပ်မယ်သူ့ရဲ့တွန်းကန်အားကိုလည်းသိကျင်တယ်လို့ဘလောက်အထိအမဲလိုက်နိုင်စွမ်းရှိမလဲဆိုတာကိုလည်းခံမှန်းသုံးသပ်ကြမယ်လို့ပြောခဲ့တယ်ခဏနေတော့လမ်းကြောင်းပြအရာရှိကိုမြေပုံသေးချဆွဲဖို့ဘေးနားမှာတောင်တန်းနေပပတ်လေရှိတာကြောင့်တခုခုဆိုတက်သားတွေအသင့်ပြင်ထားဖို့နောက်ထပ်လည်းလိုအပ်သလိုတက်သားတွေချထားဖို့လည်းအမိတ်ပေးခဲ့တယ်တနေ့ကပရင်စီအထက်ကဖုံးဝင်လာခဲ့တယ်မကြာသေးခင်ကတွေ့ခဲ့တဲ့နျူကလ িয়ার ရင်ငုတ်သင်းမောမှာဓာတ်ရောင်ကြီးသင့်ပတူနီယန်တွေတွေ့ခဲ့တယ်လို့သတင်းပေးခဲ့တယ် အဲ့ဒီဒိယောင်ကြီးတဲ့ပဒူနီယန်တွေကြောင့်မိတောင်ပောက်ကွဲတာလို့လည်းပြောခဲ့တယ်။ကပ္ပရင်လည်းအဲ့တဲ့တင်းကိုကြားပြီးမကြခင်လှုပ်တော့မဲ့လှုပ်ဝက်စစ်စင်ကြီးကိုစိတ်ပူသွားခဲ့တယ်။ဒီလိုနဲ့တစ်ဖက်ရှန်ယွန်းတင်မော့ကလည်းစတင်ထွက်ခွာခဲ့ပါပြီ။အရာရှိတွေကလိုအပ်တာတွေကိုပြင်ဆင်တရပေးပြီးတင်မော့ထွက်ဖို့အတွက်စတင်လှုပ်ရှားခဲ့ပါတော့တယ်။ရှန်ယွန်းတင်မော့ကနိုင်ငံခြားစစ်တပ်တင်မော့တစ်ခုဖြစ်တာကြောင့်စက်ခန်းတွေရောတင်မော့ဖွဲ့စည်းပုံကရောထင်ထားတာထက်တောင်အဆင်မြင်ပြီးမိုက်နေခဲ့ပါတယ်။စီစနစ်ကြတဲ့ဖွဲ့စည်းပုံအပြင်စင်တွေကလည်းအတူယူစီယာတွေဖြစ်နေခဲ့တယ်။ စခန်းပေါ်ကချိတ်ဆက်မှုတွေတယောက်နဲ့တယောက်အပြန်အလှန်ချိတ်ဆက်ပြီးအပေးယူလုံနေတာတွေကလည်းလေးစားအတုယူစရာကောင်းပါတယ်။နားနေကန်တွေတယောက်နဲ့တယောက်အချင်းယူစနစ်တကျချဲလေလောက်ကင်ပုံတွေကလည်းကြေးစားမှောင်ကိုသမားတွေအနာမကက်ရဲလောက်အောင်ဤပညာတွေသုံးပြီးချင်းချောက်ထားတာကိုတွေ့ရပါတယ်။ဒီလိုနဲ့နားနေကန်မှာအဆင့်မြင့်အရာရှိတွေကမကြခင်မှာရဆိုင်တော့မယ်။အနာကက်ကြေရာရာအစီအစဉ်ကိုဆွေးနွေးနေခဲ့တယ်။တေချာစနစ်တကျဆောင်ရွက်အကောင့်တွေပေါ်ထားပြီးတော့မှရဆိုင်တော့မှကြီးကအဆင်မပြေဘူးလို့ပြောခဲ့တယ်။ပြီးတော့လေကျွန်တော်တို့က အာရှပစိဘက်ဒေသအချင်းချင်းခိုက်ရန်အငင်းပွားခြင်းနာမျိုးလဲမဖြစ်စေချင်ဘူးလို့ပြောခဲ့ပါတယ်။ပြီးတော့သူတို့ပြုလုပ်မဲ့သူတည်နာတွေကြောင့်တဘာဝပန်ဝန်းကျင်ပျက်စီးပြီးအားလုံးဘေးဥပဒေဖြစ်ကုန်မှာစိုးရိမ်နေဆိုပြီးဆွေးနွေးနေခဲ့ကြတယ်။ဒါတွေကအာရှပစိဖိတ်ဒေသတွေကအချင်းချင်းချဲလဲချုပ်ကန်ခြင်းစိတ်တွေကကြီးစိုးနေတာကြောင့်အခုလိုတွေပျက်စီးနေတာသူတို့လုံနေတာတွေကဂေယာစနစ်တွေကိုပျက်စီးပြီးကြာရင်တဘာဝတရားကြီးကိုပြောက်ွက်သွားအောင်တမင်လုံနေကြတာလို့ပြောခဲ့တယ်။ဒါကိုဗိုလ်မှူးကြီးကလည်းစစ်ဆိုတာစစ်ပဲ။ ဒီကောင်နေနိုင်တဲ့စင်းနဲ့မလုံနိုင်အောင်ပို့ပြီးအင်အားမကြီးလောက်အောင်ငါတို့ကတက်တည်ပြရမယ်ရှေးဆက်မတိုးလောက်အောင်လုပ်ပြရမယ်ဒါမှတာမရလို့ဇက်တိုးလာရင်လဲနဂါမန်းတိအောင်အမောက်ထောင်ပြီးတိုက်ပြမယ်လို့ပြောခဲ့တယ်တစ်ဖက်မှာလဲတရုတ်လီတက်ကဥဆောင်ပြီးရှန်ယွန်းရင်ငုတ်တင်မော့ကိုခြေရခံပါတော့တယ်ဖြစ်ချင်တော့တညာလုံးရင်ငုတ်တင်မော့ကိုခြေရခံခဲ့ပြီမဲ့လုံးဝခြေရခံမရခဲ့ပါဘူးပြင်မများမှားနေလားဆိုပြီးလက်အောက်ငယ်သားတွေကမေးပါတော့တယ်ကပတိန်လဲနောက်ထပ်စောင့်ကြည့်မယ်ဘာမှခြေရမခံမိရင်အထက်ကိုစားတင်မယ်ဆိုပြီးပြောနေခဲ့တယ် ခဏနေတပ်သားတယောက်ကကပရင် ပြစ်မှတ်ကိုခြေရာခံမိပါပြီဒီနေရာရှာတွေ့ပြီးလို့တရင်လာပေးခဲ့တယ်အဲ့ဒါနဲ့ကပရင်လက်ချက်ချင်းပဲပြစ်မှတ်ဥရိယာတွေရေအနက်တွေတင်းမော့ခုံမောင်းနှုံးတွေကိုတိုက်နာပြီးပြစ်မှတ်ကိုတိုက်ဖို့ပြင်ပါတော့တယ်အလဲထက်မှာရှိနေတဲ့တပ်သားတွေကိုချက်ချင်းဆင့်ခေါ်လိုက်ပြီးတင်းမော့တစ်စင်းလုံးတိုက်ပွဲဝင်ဖို့ပြင်ဆင်ပါတော့တယ်ချက်ချင်းပြစ်မှတ်ဥရိချက်ကိုလိုက်ပြီးအတန်နှုံးမြင့်လာတဲ့စူညာတန်လိုင်းတွေစတင်ဖမ်းပါတော့တယ်စူညာတန်တွေကဝေဝါပြီးအတန်လိုင်းတွေကပဲ့တင်တန်ထက်နေတာကြောင့်ပြစ်မှတ်ကိုသေချာမဖမ်းနိုင်ခဲ့ပါဘူး အဲ့ဒါနဲ့ကပတင်ကအရှိန်မြင့်ပြီးပြင်းမဲ့နောက်ကိုလိုက်ကအတန်လိုင်းကိုထက်ကတော့မှအမိမိတိတွာလာနေတဲ့ရင်ငုတ်တင်းမော့ကိုခြေရခံနိုင်ခဲ့ပါတယ်။တေးကြတဲ့အဲ့ဒါငါတို့ရှာနေတဲ့တင်းမော့ဖြစ်ရမယ်။မရိပ်မိအောင်ရင်ငုတ်တင်းမော့နာပြေကတ်မယ်ဆိုပြီးအားလုံးကိုအမိပေးခဲ့တယ်။ခဏနေအတန်လိုင်းကိုနားထောင်ရင်ပြင်းမကထူးခြားတဲ့အနေအထားဖြစ်လာတယ်။တေးကြတာတောင်းနိုင်ရန်နေပြိုကျလာတယ်။ချက်ချင်းအတန်လိုင်းကိုအရှိန်မြင့်ပြင်းမကိုတေးချဥတီတာလို့ပြောခဲ့တယ်။တပတ်တင်းမော့ကလည်းတရုတ်ရေတက်ထောင်လန်းနေတာသတိထားမိသွားပြီးချက်ချင်းတိုက်ခိုက်ဖို့အသင့်အနေအထားရှိနေပါတော့တယ်။ တရုတ်ရေတလဲပြင်မပြောက်သွားတာကိုသတိထားမိသွားပြီးချက်ချင်းရေအောင်ဒရုန်းတွေထုတ်ကာပြင်မကိုလိုက်ဖို့ပြင်မာတော့တယ်တစ်ဖက်လဲရန်သူကိုမျက်ခြေမပြတ်ခြေရခံပြီးပြင်မကိုရှာလို့မတွေ့အောင်ခြေရဖြတ်ပါတော့တယ်တစ်ဖက်မှာလဲတရုတ်ရေတအထူးတပွဲကတောင်နိုင်ရန်တွေပြိုကျလာရင်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့အတွက်အထူးတပွဲအနေနဲ့အသင့်အနေထားရှိဖို့ပြင်ဆင်မာတော့တယ်စစ်စင်ရေးကလည်းနှစ်ဖက်စလုံးကအရှိန်မြင့်လာတာကြောင့် ဒီဒီခေါက်ပထမတစ်ခါလိုမရှုံးနိုင်ရအောင်တိုက်ခိုက်ဖို့ဆောင်ရွက်ပါတော့တယ်ဖြစ်ချင်းတော့ပြိုကျလာတဲ့တောင်နေရန်တွေကအနေရကြီးမာတာကြောင့်အထူးတပ်ဖွဲ့တွေကြိုတင်ကာကွယ်မှုတွေယူနိုင်ဖို့အတွက်ပြင်ဆင်နေပါတော့တယ်တောင်နေရန်တွေကိုခြေကုပ်ယူရင်အခြေအနေတွေကပိုဆိုးလာနိုင်တဲ့ကြောင့်ရောက်ကမ်းပါတစ်ခုကိုကပီးအကာအကွယ်ယူထားနိုင်ဖို့ပြောနေခဲ့ကြတယ်တဖက်မှာလည်းကပရင်ကမိတော်အရှင်ပောက်ကွဲလာနိုင်တာကြောင့်တပ်သားတွေကိုစမ်းသက်ရင်ကိုတင်းမော်တွေချက်ချင်းစစ်လွတ်ဖို့အမိန့်ပေးခဲ့ပါတယ်မိတော်အရှင်ကအချိန်မရွေးပောက်ကွဲလာနိုင်တာကြောင့်တိုက်ပွဲတွေဖြစ်လာရင်အမြန်ဆုံးပြန်တိုက်ခိုက်ဖို့ညွှန်ကြားခဲ့တယ် တစ်ဖက်မှာလည်းတရုတ်ရေတပ်ကရင်ုပ်တင်မော့ကိုခြေရခံမိနေတာကြောင့်တီနီယာချက်ချင်းများမှုဗိုလ်မှူးကအမေပေးခဲ့တယ်ပြီးတော့သူတို့တင်မော့ဘော်ကတစ္ဆာဘောက်တအုပ်ကတခြားယိုလင်းတင်မော့နဲ့ပူးပေါင်းပြီးဤပညာတွေရောင်းပြီးမောင်ကိုလုပ်ငန်းတွေလုပ်နေတယ်ဒါကြောင့်ဤပညာတွေပါသွားပြီးယိုလင်းတင်မော့ကိုခြေရခံပြီးချက်ချင်းတားဆီးရမယ်လို့အမေပေးခဲ့တယ်ခဏနေစက်ထင်းကယိုလင်းတင်မော့ကိုခြေရခံနိုင်ပြီးချက်ချင်းတော်ပြီးတော့နှစင်းစီလိုပြီးတာဝါတိုင်းနေပန်ကာကျိုးတွေဖြည့်ဆည်းဖို့အမိတ်ပေးခဲ့ပါတယ်ခဏနေသူတို့စီဝင်လာတဲ့တော်ပြီးတော့နှစင်းကိုမြင်လိုက်တာကြောင့် မိုးပြန်ပူပေါင်းတွေချက်ချင်းလုပ်ပြီးတိုက်ခိုက်ပါတော့တယ်ခဏနေတော်ဗီဒိုတွေဆေးလုပ်ပြီးတိုက်ခိုက်လိုက်တာကြောင့်တဖက်ရင်ငုတ်တင်းမော့ကလည်းအပြင်ဘက်တွေကိုထိမှန်သွားပါတော့တယ်ဒီလိုနဲ့ရင်ငုတ်တင်းမော့နှစင်းတိုက်ခိုက်မှုကိုတရုတ်ရေတပ်ကကြားသွားပြီးသူတို့စစ်စင်ရေးကိုအရှိန်မြှင့်မာတော့တယ်တဖက်ရှန်ယွန်းတင်းမော့ကလည်းတိုက်ခိုက်ခံရတဲ့ယိုလင်းတင်းမော့ပျက်စီးကြီးကိုချက်ချင်းလိုက်သွားပြီးတင်းမော့ကိုတိမ့်ပိုက်ဖို့ပြင်မာတော့တယ်တင်းမော့ကိုယ်ရဲ့အပြင်ဘက်ကယိုရင်းပျက်စီးမှုမရှိပဲအတွင်ပိုင်းကပျက်စီးသွားခဲ့ပါတယ်အရာရှိတော်တော်များများကလည်းတန်ရာရသွားတာကြောင့်တဖက်ကစီးနင်းတိုက်ခိုက်လာတာကိုခါးစီးခံရပါတော့တယ် တစ်ဖက်ကချက်ချင်းအနိုင်ကျင့်စီးနင်းတိုက်ခိုက်ခံရတာကြောင့်ချက်ချင်းမတုတ်ပြန်နိုင်ခဲ့ပါဘူး။ပြန်တိုက်ခိုက်နိုင်တဲ့အင်အားကလည်းအလုံးအလောက်မရှိတာကြောင့်တစ်ဖက်ရန်ပြူလာရာကိုတားဆီးနိုင်စွာမရှိခဲ့ပါဘူး။ရေအောက်တွေထဲမှာနေမြုပ်ပြီးတေမတက်ဖြစ်နေတဲ့စစ်သားတွေကိုလည်းတစ်ဖက်စစ်သားတွေကခနာလေးအတွင်းမှာအနိုင်ယူနိုင်ခဲ့ပါတယ်။အဲ့ဒါအပြင်တစ်ဖက်တရုတ်ရေတပ်ကိုလည်းချက်ချင်းဆိုသလိုတော်ပီဒိုတစ်စင်းလှမ်းပစ်လိုက်ပါတော့တယ်။တရုတ်ရေတပ်တင်းမော့ကလည်းတော်ပီဒိုတစ်စင်းဝင်လာတာကြောင့်မကြခင်တင်းမော့ကိုတီးရင်တစားစီပြက်စီးသွားနိုင်တာကြောင့်ချက်ချင်းကောက်ွယ်ဖို့ပြင်မာတော့တယ်။ကပရင်လည်းချက်ချင်းပဲ တန်လိုက်မိုင်းနေလို့ပြီးတော်ဗီဒိုကိုကာကွယ်ဖို့ပြင်ပါတော့တယ်တန်လိုက်မိုင်းနေကိုအချိန်မီလွတ်လိုက်နိုင်တာကြောင့်ဝင်လာတဲ့တော်ဗီဒိုကိုစကန့်ပိုင်းလေးအတွင်းမှာပဲဖျက်ဆီးပစ်နိုင်ပါတော့တယ်တော်ဗီဒိုပောက်ကွဲသွားတဲ့အချိန်ကြောင့်တရုတ်ရင်ကိုတင်းမော့ကိုထိပြီးတရုတ်ရင်ကိုတင်းမော့တဲမှာလဲရုံရင်စံကတ်တွေဖြစ်ကုန်ပါတော့တယ်စကန့်ထဲမှာလဲမီးတွေလောင်ကျမ်းပြီးဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်ရင်ကိုတင်းမော့ကြီးတစ်ခုလုံးကရုံရင်စံကတ်ဖြစ်သွားပြီမဲ့စကန့်ကတော့တင်းမော့တစ်ခုလုံးပြောင်းစံမသွားအောင်ဆက်ထိန်ထားခဲ့ပါတယ်ပောက်ကွဲမှုကြောင့်တော်ဗီဒိုတွေလည်းအလုံးမလုံးတော့သလိုစကန့်တွေကလည်းမောင်းနေဖို့အားနေသွားပါပြီ ကပ္ပရင်းနဲ့ချက်ချင်းအထူးတပ်ဖွဲ့ကိုတရင်ပို့ခဲ့ပြီးတော်ဗီဒိုတွေအလုံးမလုပ်တော့သလိုစူနာကလည်းစွမ်းအားနေသွားတာကြောင့်အထူးတပ်ဖွဲ့တွေဆီလို့ဖို့ပြောခဲ့တယ်စစ်ကူမာတာရတော့မှာဖြစ်တာကြောင့်ရင်ကိုတင်းမော့အခုလိုအားနေနေမှန်းသိရင်တပတ်ရန်သူအမဲလိုက်ဖို့အတွက်အကောင်းဆုံးနီးလန်းတစ်ခုဖြစ်သွားမယ်လို့ပြောခဲ့တယ်တင်းမော့ကိုယ်တွေကလည်းထိခိုက်သွားသလိုအေးကန်တွေကလည်းအလုံးမလုပ်တော့ပဲမကြခင်မှာဓာတ်ပေါင်းဖို့တကူလုံးရိုးရင်းပျက်စီးသွားနိုင်တာကြောင့်ကျွမ်းကျင်လုံသားတစ်ယောက်ကိုပင်လေရီအောက်ထဲဆီလို့ဖို့ပြောခဲ့တယ်ကပ္ပရင်းလည်းသူ့တပ်သားတွေထဲမှာကျွမ်းကျင်လုံသားတစ်ယောက်မှမပါလို့စိတ်ညစ်နေတော့ အထူးတပ်ဖွဲ့တွေကကျွမ်းကျင်လုံသားတယောက်ထွက်လာပြီးကျွန်တော်ရင်းနှက်ပိုင်းအတွေ့အကြုံရှိပါတယ်တော်ခွင့်ပြုပါဆိုပြီးခွင့်တောင်းခဲ့တယ်ကပတိန်လက်ဂယူဆိုင်ဖို့စစ်စင်ရေးကိုတေချာလုပ်ဖို့တတိပေးခဲ့တယ်တပတ်မှလည်းတရုတ်ရေးတပ်အထူးတပ်သားတွေကကျောက်ကမ်းပါကိုပြုတ်ကြတော့မဲ့တိုက်ခိုက်ခံရတဲ့ရင်ငုတ်တင်မော့ကိုတွားခဲ့ခဲ့တယ်ဟိုရောက်တော့အထဲမှာလူတော်များများတန်ရန်ရနေပြီးအထဲကတော့တော်တော်ထွက်ယူခဲ့ရပါတယ်သူတို့လည်းထွက်လို့အမီတင်မော့လည်းအောက်ကိုပြုတ်ကြသွားပြီးပောက်ကွဲသွားပါတော့တယ်ခဏနေတော့ဓာပေါင်းဖို့ကအပူချင်းမြင့်တက်လာပြီးမီးလောင်ကျွမ်းပောက်ကွဲမှုတွေဖြစ်သွားပါတော့တယ် အဲ့ချိန်လက်အောက်ငယ်သားတွေကကြောက်လန့်ပြီးအော်နေပေမဲ့ကပတင်ကတော့အဆင်မပြေကြောင်းနျူကလ িয়ার ရင်ငုတ်တင်မော့ဆိုတာငါတို့ကဘာမှအရေးကြီးဆုံးပဲတေမာကြောက်ရင်အစာကလေးကရေတသားမလုပ်ခဲ့ဘူးအကောင်ဆုံးစူးစမ်းကြမယ်လို့ပြောခဲ့တယ်ရေတသားတွေကလည်းအသက်အန္တရာယ်ကြားကနေနောက်ဆုံးတပောင်းဖို့ပောက်ကွဲရောမယ်အန္တရာယ်ကနေပုံမှန်အခြေအနေရောက်ပြန်ညှိရွာတော့တယ်ခဏနေတော့ကပတင်ကတပ်သားတွေအလုံးနားထောင်ကြတဖက်ရန်သူကမကြခင်ပင်လေရေအောက်ထဲကိုနျူကလ িয়ার ဘုံရှစ်လုံးလောက်ပြစ်လွတ်တော့မှာအဲ့နျူကလ িয়ার ဘုံတွေသာပောက်ကွဲရင်ကဘာမြေကြီးကပျက်စီးပြီး လူပေါင်းများစွာလည်းတေဆုံတော့မှာငါတို့ဒါကိုအမြန်ဆုံးတားဆီးရမယ်လို့ပြောခဲ့တယ်မတားဆီးနိုင်ရင်ငါတို့ကဘာကြီးတစားစီပျက်စီးသွားတော့မှာဆိုပြီးအထူးတပ်ဖွဲ့တွေဆင်လွတ်ပါတော့တယ်ဒီလိုနဲ့နျူကလ িয়ার ဘုံကိုရှင်းဖို့အတွက်တပ်သားတွေတွားတိုက်ခိုက်တော့တစ်ဖက်ကလည်းဘုံတွေကိုတုံးပြီးပြန်တိုက်ခိုက်ပါတယ်တစ်ဖက်ကလက်နက်အင်အားကြီးရာကြောင့်တရုတ်ရေတပ်သားတော်တော်များများအသက်ဆုံးရှုံးခဲ့ရတယ်ခဏနေရန်သူတွေကနျူကလ িয়ার ဘုံတွေကိုပြန်လည်အသက်သွင်းတော့မှာကြောင့်အမြန်ဆုံးရှင်းဖို့နေရာယူခဲ့ကြပါတယ်လုံချင်းရေငုပ်သင်းဘောကိုဆက်သွယ်ပြီးနျူကလ িয়ার ဘုံတွေကိုရှင်းမေးဖို့တောင်းဆိုခဲ့တယ် ဒီလိုနဲ့ရှင်းလင်းရေးတွေလုပ်နေရင်ပြည်မကလည်းပြန်တိုက်ခိုက်လာခဲ့တယ်။တရုတ်ရေတပ်ကလည်းတော်ပီဒိုတွေလွတ်ပြီးရန်သူကိုတိတိကျကျဖောက်ကွဲပြီးခြေမုံနိုင်လိုက်ပါတော့တယ်။ရန်သူရင်ကိုတင်မောကြီးလည်းတစားစီဆုပ်ပြက်ပျက်စီးသွားသလိုနျူကလ িয়ার ဘုံးတွေကိုလည်းတရုတ်ရေတပ်ကအောင်မြင်စွာဖြုံးနိုင်ခဲ့ပါတော့တယ်။